မင်းသားရဲ့တနေချင်းနေမင်းလာပါဗျကျွန်တော်ဒီ12ကျင်းအတွက်ပေါ့နော်ကျွန်တော်ရဲ့တနေချင်းဒီအတွက်ကြိုက်ကနန်းဖိုင်လေးပြင်ပြပေးပါမယ်ဟုတ်တချို့ကမင်းသားဟိုလိုင်းပေါ်မှာအခုမှလိုင်းပေါ်တက်တဲ့ရီးဒီသမားတွေကမသိကြသေးပါဘူးနော်မင်းသားသတိဒီနဲ့ပတ်သက်လို့ အောင်မြင်နေတာတွေကအများကြီးပါဟုတ်တို့ရဲ့မှန်မှအဟောင်းတွေသိပါတယ်နော်အောင်မြင်ခဲ့တဲ့ line တွေကိုလည်းတစ်ဖိုင်ချင်းတစ်ဖိုင်ချင်းမှာတင်ရောကျွန်တော်ထည့်ထည့်ပြီးပြသွားပါမယ်နော်ဟုတ်ပြေကုန်းနဲ့တစ်ထိပ်တည်းတုံညာ ရရှိနဲ့တစ်ထိပ်ဒီကိုတုံညာကိုပရိသုံးနဲ့ငားထိပ်ဒီရှစ်တုံညာကိုရှစ်ပရိနှင်းနဲ့ငားထိပ်ဒီခွန်တုံညာကိုရှစ်ခွန်နော်တုံညာကိုရှစ်ခွန်ဆိုတဲ့စီနေရန်ကလင်နာစီကြောင်းမှာပေါ့နော်သူစတယ်လိုက်တာက ပရိတ်ကိုနဲ့တစ်ထိတ်တီ၃ညပရိတ်ရှင်းနဲ့တစ်ထိတ်တီကို၃ညကိုပရိတ်၃နဲ့၅ထိတ်တီ၈၃ညကို၈ပရိတ်နှစ်နဲ့၅ထိတ်တီခွန်၃ညကို၈ခွန်ပရိတ်ကိုနဲ့တစ်ထိတ်တီ၃ညတုံညရဲ့ပါပါ၅ဟုတ်အဲ့မှာနော်၃ရက်၁ရက်၁ရက်ငါလည်းရိုက်တယ်။၃ရက်ပြီးတော့၉ပြိရှင်နဲ့တစ်ထိပ်ဒီ၉၉ရက်ပါပါ၄ တစ်ခွန်6သည်လေးလို့ရိုက်တာတုံညာပြီးကိုပြီးတော့8ပရိသုံးနဲ့ငါထိပ်သည်8ရှေ့ရပါပါ3တင်ငါခွန်သည်3လို့ရိုက်တာတုံညာကို8ပြီးတော့ခွန်ပေါ့နော်ပရိနဲ့ငါထိပ်သည်ခွန်ခွန်ရပါပါ2 6 4 2တုံညာကို8ခွန်ကို ပါဝါချိန်ပြီးတော့9 4 3 နေလို့ရိုက်တာနော်အဲ့လိုရိုက်ပြီးတော့ဒီဘက်တစ်ဖက်မှာကြာတော့ဗောနော်ထက်စီလိုက်မှာတဲ့တော့သူကဒီနေ့ရဲ့ကိုရဲ့နေ့ရဲ့ဒီ9နေ့ရဲ့လီရဲ့တုံညာရဲ့ဒီ6 9 6 6ရဲ့3ရဲ့4ရဲ့ဒီခွန်96ခွန်3ရဲ့3ရဲ့ ငားရဲ့ဒီရှစ်ငားချောက်ခုံရှစ်ဆိုပြီးတော့ငားထိတ်ကိုရိုက်လိုက်တာအဲ့ရနေငားထိတ်နှစ်ပိတ်လို့ရတဲ့ချိန်မှာပေါ့နော်ဗရိတ်ခုံဗရိတ်ကိုဗရိတ်ငားဒီတက်ဗရိတ်ခုံဗရိတ်ကိုဗရိတ်ငားဒီတက်အဲ့ဒီတက်ဒီဗရိတ်တက်ဆိုပြီးတက်ရိုက်တာဗရိတ်ကိုဗရိတ်ရှစ်ဗရိတ်ကိုဒီ6အဲ့ဒီ6ကိုဗရိတ်6ဆိုပြီးရိုက်တာ ဘရိတ်တော့ဘရိတ်တော့ဘရိတ်ပြစ်ဒီခုံအဲ့ဒီခုံကိုဘရိတ်ခုံဆိုပြီးရိုက်တာဘရိတ်နဲ့ဘရိတ်နဲ့ဘရိတ်ငါးဒီကိုအဲ့ဒီကိုကိုဘရိတ်ကိုလို့ရိုက်ရမှာဆိုပြီးတော့ငါးနဲ့နှစ်ကြိုက်တော့ဩကြပါဆိုပြီးတော့ကျွန်တော်တင်ငဲ့သူ့တနိုင်ငံလုံးတိုင်꿰ခဲ့တာဒါကျွန်တော်ရဲ့အောင်မြင်မှုတွေကဒါအ ਨੇ ချင်းဒါမသိသေးတဲ့သူတွေသိသွားအောင်လို့ပြန်ပြလိုက်တာဒီတစ်ဖက်အတွက် ဲ့လိုဆိုင်မျိုးပေါ့နော်အဲ့လိုဆိုင်မျိုးကျွန်တော်ပြပေးမယ်ဒီတစ်ဖက်ကကျွန်တော်ပြပေးမယ်နော်ဟုတ်ဒီမှာ quartet နဲ့ break ကိုဒီတော့ညကွာ6နဲ့ break လေးဒီတော့ည ဝမ်းနှင်းနဲ့ပြိရှိသည့်တုံညခွားတင်းနဲ့ပြိကိုသည့်တုံညနော်အဲသူနောက်ထပ်ကံမှာခွာငါးနဲ့ပြိငါးသည်တုံညလုံးဖြစ်တော့လေးကလောက်ခဲ့ပါလေနော်ခွားတင်းနဲ့ပြိကိုသည့်တုံည ခွာ6နဲ့ပရိလေးသည်3ညခွာ2နဲ့ပရိရှစ်သည်3ညခွာ10နဲ့ပရိ9သည်3ညအဲ့ဒီ3ညတွေသည်ခွန်6ခွန်ခါ3လုံး3ညလို့ပြန်ရိုက်တယ်3ညနှစ်ရှစ်ခါ3လုံး3ညလို့ပြန်ရိုက်တယ် တ်သုံးညခါသုံးလုံးသုံးညလို့ပြန်ရိုက်တယ်အဲဆိုရင်ကျွန်တော်တို့ကကိုသုံးညတင့်မှသုံးညလို့ရိုက်မှာအဲဆိုကျွန်တော်တို့ကတစ်ခါနော်တစ်ခါတစ်လုံးပါအဲ့လိုလာပြီးတော့အဲ့လိုလာပြီးတော့မနော် ဒီခွန်း63ပြီ6 6နဲ့ွာရှိသည်လေးနော်ဒီတော့ညာ6ပြီ8 8နဲ့ွာ9ပြီ3လေး3ဒီကိုတိ6ပါ6 6နဲ့ကွာ6ပြီ2 4 3 2ဒီကို3ညာ4 3 3နဲ့ကွာ7နဲ့ဒီ1 လေးသုံးနှစ်တစ်သူ့ရဲ့အောင်မှာတုံညာလို့မဖြစ်တော့ဘူးနော်ဒီမှာဒီသုံးလုံးရှင်းတဲ့ဒီငားဒီတုံညာမဟုတ်ဘူးသူရိုက်ထားကြတာကလေးသုံးနှစ်တစ်လေးကတည်းကနော်ဒီသုံးလုံး၆နဲ့ခွာရှိတဲ့လေးဒီသုံးလုံးရှင်းတဲ့ခွာငားဒီတုံလေးသုံးဒီ3လုံး6နဲ့ခွာ6ဒီနှစ်4 3နှစ်ဒီ3လုံး3နဲ့ ွားရှစ်ပြီးတိ၄၃ညတိဘယ်လိုရိုက်ခဲ့တာအဲ့ဒီ၄၃ညတိကိုခွန်၆၃၄၆၆နဲ့ွားရှစ်ပြီး၄အဲ့ဒီ၄ကိုနောက်ပေါင်း၄နဲ့ရှေ့ပေါင်းတုံညာသည်၄ပါတဲ့တုံညာနဲ့၆ပြီး၈အဲ့ဒီ၈နဲ့ွား၅ပြီးနော်ဒီ၃လုံး၈နဲ့ဒီွား၅နဲ့ဒီ၃လေးပြီးတော့၃နော်အဲ့ဒီ၃ နောက်ပေါင်း9နဲ့စီပေါင်း၄တီ3ပါတဲ့လေး3ပြီးတော့2ပေါ့နော်ဒီ3လုံးပေါင်း6နဲ့ကွာ6ပြီး2အဲ့ဒီ2ကိုနောက်ပေါင်း9နဲ့စီပေါင်း3တီ2ပါတဲ့လေး3 2ပြောတဲ့ပေါ့နော်ဒီ3လုံး3နဲ့ကွာ7တီ1အဲ့ဒီ1ကိုနောက်ပေါင်း3နဲ့ ရှိပေါင်း၈တက်ပါတဲ့ရှိပေါင်း၈เนาะအဲ့လိုလာပြီးတော့ပရိချောက်ပရိကူပရိခွန်ဒီနှစ်နှစ်ရဲ့ပါပါခွန်ပရိခွန်ပရိရှိပရိလီပရိလီဒီချောက်ချောက်ရဲ့ပါပါတက် ပရိတ်ပရိတ်၃ရပရိတ်၈ပရိတ်၉ဒီခွန်ခွန်ရဲ့ပါပါနှစ်ပရိတ်နှစ်ပရိတ်ခွန်ပရိတ်၉ပရိတ်၄ဒီ၃ည၃ရရဲ့ပါပါ၅ပရိတ်၅ဟမ်